တင်းတော်တဲ့အစားအသောက်ပုံစံကတောင်းဝေကိစ္စဝေဒနာရှင်တို့အတွက်အလွန်အရေးကြီးပါတယ်။ကိစ္စဖြစ်ပါကစားသုံးရမယ့်အစားအစာတွေရဲ့အပြင်ဆွတ်တရားမယ့်အစားအစာတွေအကြောင်းကိုပြပြပေးပါမယ်နော်။တောင်းဝေကိစ္စဖြစ်လို့ရှိရင်ကိုယ့်ရဲ့နေ့စဉ်အစားအသောက်စင်းထင်းရထုတ်ပြရမယ့်အစားအစာတွေကိုဒီဗီဒီယိုထဲမှာပြပြပေးသွားမှာဖြစ်ပါတယ်။ညီမရဲ့ဗီဒီယိုလေးကိုမစားခင်မှာညီမတို့ရဲ့ channel လေးကို subscribe လုပ်ပြီးတော့ဘေးနားလို့ဒီဗီဒီယိုရှင်းပေးလေးကိုပါ on go နေပါနဲ့အောင်ရှင်။ ောက်ဆုံးကတော့အရက်ပဲဖြစ်ပါတယ်။ကိစ္စသေးသွင်းညာဆိုလို့ရှိရင်ကိစ္စယောဂမှာပြုလို့ရမယ်ကုသတစ်ခုပဲဖြစ်ပါတယ်။အသေးရဆိုလို့ရှိရင်ခန္ဓာကိုယ်အတွင်းမှာရှိတဲ့အစိတ်အတောက်တွေကိုခြေဖြတ်ရပါတယ်။ကိစ္စသေးသွင်းညာရဲ့ဗေဒဆူဂျိုးတွေကိုလည်းရောနေအောင်အသေးရလှောက်ပေးတာကြောင့်အသေးကိုညှတာရပါမယ်။ ပြီးတော့အရာဆိုလို့ရှိရင်အသေးအပေါ်မှာဖိအားဖြစ်စေပြီးတော့လုပ်ငန်းတွေကိုနှောက်ယှက်ပေးနိုင်ပါတယ်။အရေးအကြောင်းပြုရန်အန္တရာယ်အပြင်ဦးလုံးကျဝေဒနာရှင်တွေမှာပို့ဆိုးနိုင်ပါတယ်။ကိစ္စဆင်းရဲနဲ့တပြုတ်ချင်းဖြစ်စေနိုင်ပါတယ်။ဒါကြောင့်တာဝန်ကိစ္စဖြစ်ပါကအရက်ကိုလုံးဝရှောင်ကျဉ်သင့်ပါတယ်။ နောက်ပြီးတော့အနီအောင်သားတွေပဲဖြစ်ပါတယ်။တာဝန်ကိစ္စသည်တွေကကိုခန်းတက်စီခြင်း၊ကိစ္စဆင်းရဲဖြစ်စီခြင်းစားတဲ့အနီးသင့်မရှိတဲ့အစာအစာတွေကိုမစားသုံးသင့်ပါဘူးနော်။အသားဆိုတာကကိစ္စယောဂအတွက်အထောက်အကူဖြစ်တယ်ဆိုတော့တွေးရှိချက်မရှိပါဘူးနော်။အသားစားခြင်းအားဆိုလို့ရှိရင်ကိစ္စကိုတိုက်ထုတ်နိုင်စွမ်းတွေကိုကျဆင်းစေပါတယ်။ဒါကြောင့်အသားတွေကိုလျှော့ချတင်ပါတယ်နော်။အသားထဲမှာဆိုလို့ရှိရင်ပြေဝစီများစွာပါဝင်ပြီးတော့အမြင်နဲ့များမပါရှိတာကြောင့်ပဲဖြစ်ပါတယ်။ နောက်ပြီးတော့အပူအရင်ပိတ်ဆက်ထားတဲ့အစာတွေပဲဖြစ်ပါတယ်။အပူအရင်ပိတ်ဆက်ထားတဲ့အစားအစာတွေကိုမစားသုံးသင့်ပါဘူး။ကိစ္စဖြစ်စေတဲ့ကာစီနိုစင်တွေများစွာပါရှိတဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။အစားအစာတွေကိုမကြော်မကင်ပဲပြုတ်ချင်းပေါင်းချင်းပြည့်စားသုံးသင့်ပါတယ်။ကာစီနိုစင်နဲ့ရဲ့အနှံ့ငယ်တာအပူပေးသင့်ပါတယ်နော်။ ။နောက်ပြီးတော့တရားအမှုတွေပဲဖြစ်ပါတယ်။အစာအကျိတ်တွေအရဆိုလို့ရှိရင်သွေးထဲမှာရှိတဲ့တရားဓာတ်အပေါ်မှာမူတည်ပါတယ်။ဒါကြောင့်တရားဓာတ်အချို့နဲ့တဲ့အစာအစာတွေကိုစားသုံးသင့်ပါတယ်။ပစိတတ်များတဲ့အစာအစာတွေအရဆိုလို့ရှိရင်အသွေးထဲကနေတဆင်အဟာရဓာတ်တွေကကိစားဆဲတွေစီုံရောက်စေပါတယ်။ဒါကြောင့်အစီရနေတဲ့အစာအစာတွေကိုစားသုံးသင့်ပါတယ်။ ပြီးတော့တချို့အစားအစာတွေကဆိုလို့ရှိရင်ကိစ္စယောဂါကိုကုညီတိုက်ထုတ်ပေးတတ်လို့တချို့အစားအစာတွေကတော့တင်စာယောဂါကိုပူဆိုးစေပါတယ်။ဒါကြောင့်ဘယ်အစားအစာကိုတော့စားရမလဲ။ဘယ်လိုအစားအစာတွေကိုချောင်ကျင်ရမလဲဆိုတာကိုတော့သိထားသင့်ပါတယ်။ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာတွေကိုစားကြည့်အောင်ဆိုလို့ရှိရင်ပြန်ပြီးတော့ကောင်းမွန်လာနိုင်စေပါရနော်။ညီမရဲ့ပြိုလေးကိုအဆုံးထိကြည့်ပေးရတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ရှင်။နောက်ထပ်ပြည်မှာပြန်တွေ့ကြပါဘောနော်။